ကိုစားတက်ကြတဲ့1350ပြီနှစ်သာလနာ2530နှစ်ခုတရင်ကျော်လာပြီအဘိဓမ္မာအခါတော်နေ့၌ဟောကြားအပ်သောမေတ္တာဘာဝနာတရားဘုန်းကြီးကနေ့ဟောပြမှာမေတ္တာဘာဝနာ ပွားများပုံနှစ်နည်းကိုခေါ်ပြပါမယ်။တနည်းကပဋိသင်္ဘိဒာမဲ့ပါဠိတော်မှာလာတဲ့ဓိသာဖရဏမေတ္တာလို့ခေါ်တဲ့အရရှေမျက်နှာဖြန့်ဝေတဲ့မေတ္တာဖြစ်ပါတယ်။တနည်းကမေတ္တာတော့ပရိမာလာတဲ့မေတ္တာဘာဝနာ၁၇နည်းဖြစ်ပါတယ်။ မေတ္တာပွားဖို့နှစ်နည်းကိုခေါ်ပေးပါဘာဖြစ်လို့မေတ္တာဘာဝနာပွားဖို့ကိုခေါ်ပေးရလို့ခဏကြည့်မယ်ဆိုလို့ရှိရင်တတဝါတွေမှာယာဂမီဒေါသမီမောဟမီဒီလုံးပါးတွေတဟုံးဟုံးလောင်းနေတယ် ဒါကမြင်ရတဲ့ဉာဏ်နဲ့ကြည့်ရင်မြင်ရတဲ့မိသုံးပါတခါဉာဏ်နဲ့ကြည့်ရင်မြင်ရမယ်အကျိုးမိကမရဲမိအဲ့ဒီမှာသင်္ကစားထထောကြီးကမိသုံးပါးနဲ့အကြောင်းပြုပြီးတော့ဟောထားတာရှိလောဘကိဉ္စသူနိဿာယဒေါသကိဉ္စဥဝတ္တရေ သောတကိနေ သူနေတာယမောဟကိနေဝိဝတရိမောဟကိနေသူနေတာယနရကကိဝိဝတရိနရကကိဝိဝတန္တာနရနရသူဒုက္ခရိသင်္ကရာထတော်ဘုရားကြီးရ